အားလုံးပဲမိလာပါမြန်မာကုစတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့အောင်မြတ်သားနဲ့လူမနေကုန်းဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လည်းဒီဇလံလေးကိုအဆုံးထိလိုက်ပါခန်းစားနာဆင်ပေးပါအောင်ဗျာညနေကတောက်ထားတဲ့အရက်ရှင်ကနထင်းထိထိုးတက်နေတာကြောင့်လမ်းမမှရှိတဲ့တစ်ပင်ကိုမိကမေးလိုက်တဲ့အချိန်လင်းကောင်ဘိုးခေါ်ငှက်ဆိုးတကောင်ကခေါင်းမောင်ကနေအော်ဟစ်ပြန်တန်းသွားတာကိုတတိထားမိလိုက်တယ်တပ်ဘေးနေရပါလေငါငါအရင်ပြန်နေကြလမ်းလည်းမဟုတ်ပါလား တော်ရဆိုင်ကနေပြန်လာတဲ့ကြောတက်တယောက်မိစက်နေင်းကနေမျက်လုံးကိုအတင်းဖြဲကြည့်လိုက်ဟာညအမောင်ထဲမှာထိုးထိုးတောင်တောင်ထွက်နေတဲ့မြေပုံတွေအုပ်ကူတွေမှတ်တိုင်တွေကိုမြင်လိုက်ရတယ်။ဟင်ဒါလူမနေကောအနောက်ကတင်းနိုင်မဟုတ်လား။ကြောတက်တယောက်အထိတ်တလန့်နဲ့ရွတ်ဆူလိုက်ချင်းကြောထဲမှာချက်တင်ဖြန်းကနေထသွားသလိုခေါင်းတွေပါကြီးလာခဲ့တယ်။မဖြစ်နိုင်တာငါဒီလမ်းကိုဘလို့ဘလို့ရောက်လာရလဲ။ ဒုတိယအချိန်ရေရွတ်လိုက်ချိန်မှာတော့ဝုံးဆိုတဲ့အတန်နဲ့တူဘွားစာကျင်းနေတဲ့မြေပေါ်မှာထပြန်သွားတဲ့လက်ဓာတ်ကောင်ကိုမြင်လိုက်ရတယ်။အဲဒီအချိန်မှာပဲဟေးဟိုကောင်လေးဒီဟိုလားဒီဟိုလားငါတို့စီကိုအဖော်တယောက်ရောက်လာပြီဟေးဆိုတဲ့အတန်တွေကအုပ်ဂူရီအနောက်ကနေထွက်လာခဲ့တယ်လို့မျက်နှာပြင်တစ်ခုလုံးဘာမှမရှိသူတွေဓမင်ရေရှားဝစ်စင်ထားသူတွေအဝတ်စားဆိုလို့နံပိုင်းတစ်ခုလောက်သာရှိတဲ့သူတွေဒုနယ်တွေပေါ်လာခဲ့တယ် ကျော်တယ်လေမြင်လိုက်ရတဲ့သွေးပြက်ဖွယ်မြင်ကွင်းကြောင့်ငေးတန်ပေါင်းအော်ပြီးခြေဦးတဲအောင်ပြေးလိုက်တဲ့အချိန်ဟိုကောင်လေးမပြေးနဲ့လေငါတို့နဲ့နေရနေရတော့မှာဟိဟိဟိဆိုတဲ့အတန်တွေကအနောက်ကနေလိုက်ပါလာခဲ့တယ်ညာကောင်ချိန်မှောင်းနေမဲ့မဲ့ခြေဦးတဲဟာထွက်ပြေးနေတဲ့ချိန်မလန်းမကန်းမှမီးလင်းရောင်တစ်ခုမြင်လိုက်ရတာကြောင့်အားတက်သွားပြီးရှိသမျှအင်အားတွေကိုစူးစီးကအလင်းရောင်ရှိတဲ့ဘက်ကိုပြေးလာခဲ့လိုက်တယ်ဒါဒါလူမနေကုန်းမော်ဘိုးသေးပြက်ပဲအထက်မှာမီးရေထုံထားတာဆိုတော့လူလူရှိမှသိကြတယ် ရေနည်းနေတဲ့အချိန်ကောက်ရိုးတမြင်ကိုအာဂုတကြီးစုပ်ကင်မိသလိုကြောသက်စိတ်ထဲမှာအားရှိသွားပြီးဘိုးတဲပြတဲကိုပြေးဝင်လာခဲ့လိုက်တယ်။အထဲကိုရောက်တော့မိဖို့တဖို့ပြီးမှထိုင်နေတဲ့ညစ်တင်းညစ်ပတ်လူတယောက်ကိုမြင်လိုက်ရတာကြောင့်အဖကျုပ်ကျုပ်ကိုခဲပါအောင်ဗျာကျုပ်ကျုံနောက်ကိုတရေတွေလိုက်လာကြတယ်။ဤလိုပြောလိုက်ရာမိဖို့ပြီးမှထိုင်နေတဲ့လူကြီးဟာကြောသက်ကိုမျက်နှာတင်းနဲ့ကြည့်ပြီးငါလည်းအဖို့မရှိလို့နင့်ကိုစောင့်နေတာ။အဖကျုပ်ကိုဘာလို့စောင့်နေရလဲ။ ငါနဲ့အမြင့်နဲ့အဖော်လုပ်နေတဲ့မောင်တောင်းကမနေ့ကပဲကျွတ်လွတ်သွားရဲ့လေ။သူမရှိတော့သူ့နေရာမှာအစားတို့ကိုမင်းကိုစောင့်နေရပဲ။မီးလုံနေတဲ့လူကကြောတဲ့ကိုကိုစက္ကနဲဆွဲယူပြီးကြက်လေလိမ့်တယ်လို့ချိုးလိုက်ရာကျွတ်ဆိုးတဲ့အတန်းနဲ့သူကြောတဲ့ငြိမ်ကြသွားခဲ့တယ်။အဲ့ဒီချိန်မှာပဲလူမနေကုန်းမှာရှိတဲ့ဝရုံထဲကနေကြီးတုပ်အလန့်တကြားထွက်လာပြီးတအားနဲ့အော်ဟစ်နေပါတော့တယ်။ကျတော့ဒီအပိုင်းကြောတဲ့ကိုလည်းမတွေ့ပါလား။အေးကွာ။ ပြီးခဲ့တဲ့တပတ်လောက်တည်းကဆိုင်ုံလာပြီးပျောက်သွားတာအခုထိပေါ်မလာဘူးဒီကောင်ပေးရမယ့်အကျိုးတွေမပေးချင်လို့ရှောင်နေရများလားမပြောတတ်ဘူးငါကောင်ရင်ကဲကဲငါတို့တလုံးလုံးဆမ်းမအောင်ပါယော့ယော့မင်းလာတဲ့အသိယူထားပြီးသားဟာကျတော့အရှိ့ကိုရောက်လာတဲ့အယက်ပလင်းကိုသုံးလင်းကုန်ငုံလိုက်ပြီမနေ့ကလှလုံးသူဗဘူးဆိုင်မှာဖြစ်တဲ့ကိစ္စမင်းသိပြီလားဘာကိစ္စလဲငါမျိုးရဲမျိုးရောက်ဖြစ်တော့တော်ရုံကိစ္စမသိဘူးကွာဥပပြုသမီးနှင်းဖြူလေး ူမောင်သစ္စာနဲ့လက်ထပ်ဖို့လုပ်ပြီးကမှရုတ်တရက်ကြီးခါခါသီးသီးဖြစ်သွားတာ။သူနဲ့မောင်သစ္စာတွဲနေကြတာမဟုတ်လား။ဒါဟုတ်ဘလို့ဖြစ်သွားတာလဲ။ဖြစ်ရတဲ့အကြောင်းရင်ရှိရဲ့ငါကောင်ရ။ဒီလိုဖြစ်တာနှင်းမြူရိုစီကိုလာအပ်တဲ့ဗီဒီယိုကြောင့်လို့ပြောတာပဲ။မင်းဟာလေကွာ။ဗီဒီယိုတစ်လုံးကြောင့်လည်းတော့မဖြစ်နိုင်ပါဘူး။ငါပြောတာကိုစောင်းအောင်နားထောင်ပါဦး။အဲ့ဒီဗီဒီယိုမှာကပ်ပါလာတဲ့အဆောင်ဟာနှင်းမြူရဲ့စိတ်ကိုတိမ်တွင်ချုပ်ကင်လိုက်တာလို့ပြောတယ်။ထူးထူးဆန်းဆန်းကွာ။နောက်တော့ဘာဖြစ်သွားသေးလဲ။ မင်းပြောလို့ငါလည်းပြောအောင်မယ်။လုံခဲ့တဲ့တပတ်လောက်ကလူမနီကုန်းဘက်ကနေကြီးတွေပြူတာကြောက်စရာကြီး။နောက်ပြီးညဘက်တွေဆိုခွေးတွေဥတာတညလုံးပဲကွာ။ငါတို့ငငယ်ရလို့သာပြန်ဖြစ်ရင်တော့ဒုက္ခပါပဲ။မင်းစကားနမိတ်မရှိလိုက်တယ်ကွာ။ရော့ရပ်ဖို့ငါသွားတော့မယ်။ကျတော့အရက်ဖိုးကမ်းပြီးပြီးထွက်သွားတဲ့အချိန်ဆိုင်းတောင်းမှထိုင်နေတဲ့လူတစ်ယောက်ကအရက်ခွက်ကိုခတ်တင်းတင်းဆုပ်ကင်ကဇပွဲပေါ်ကိုစောင်းချလိုက်ပါတော့တယ်။အဖေဒါအဖေကြီးကြိုက်တဲ့တော့အရက်ဒါအမေသာစိန် ဖက်ရွက်နဲ့ထုတ်ထားတဲ့အမဲသားသင်းရဲ့အရက်ပလင်းကိုကြမ်းပေါ်ချပြီးပြောလိုက်တဲ့အချိန်ဘိုးလေးဘွားကနေလူနှစ်ကိုယ်သာလောက်ကြီးမားတဲ့အကောင်တစ်ကောင်ခုန်ချလာခဲ့တယ်။ထိုကောင်ကြီးကအရှိမရှိနေတဲ့အမဲသားကိုပလပ်ပလပ်နဲ့မြည်အောင်ဝါးစားလိုက်ပြီးအရက်ပလင်းကိုတကြိုက်တည်းမော့တောင်းနေရကအနောက်ကိုလှည့်ကြည့်တာ။ဟဲ့ကောင်မင်းအရက်တောင်းချင်လားတော့။ထိုကဲသူပြောပြီးလက်နှလုံးခံကြံနေတဲ့အရက်ပလင်းကိုလှမ်းပြလိုက်တယ်။ဖေး तू ကနားရောက်တဲ့အစ်စ်လား။အေးမကြသေးခင်ကမှငါခေါ်ထားတာ။မင်းဒီလိုလာတာဘာကိစ္စရှိလို့လဲ။ ဖေးရဲ့သားလုံးအောင်မရှိတော့ဘူးဆိုတဲ့အကြောင်းလာပြောတာပါငါသားမရှိအောင်ဘယ်ရောက်သွားလို့လဲမင်းကသူသဘောကျတဲ့ကောင်မလေးစီကိုပို့ထားပြီးမဟုတ်လားဟုတ်ပါတယ်ဖေးဒါပေမဲ့ကောင်မလေးရဲ့စိတ်ကိုရကနီးမှာသူနဲ့စိတ်သက်သာတဲ့ကောင်ကဆရာကြီးခေါ်လာပြီးဖမ်းသွားခဲ့တာငါသားငါသားဝိညာဉ်ကဘယ်ရောက်သွားလဲဒါတော့ကျွန်တော်လည်းမသိလိုက်ရဘူးအဖေတို့မျိုးရိုးစင်ဆက်ပိုင်းခဲ့တဲ့ကျုံးပြီတို့တော့လူမနေတဲ့ခေါ်တော်တို့ကမှတင်းထားရလို့သိရပါတယ်ဟေးဖေးတို့ အခုကစားပြီးငါမွေးထားတဲ့ကောင်တွေအကုန်လုံးမြို့ထဲကိုလွတ်ပေးလိုက်တွေးသည်များမြင်သည်များအကုန်စိတ်ထမ်းကြလုံခွင့်ပေးလိုက်ကွာအဖေအဲ့လိုလိုရင်ဘန်းနေမျိုးပျက်စီးသွားလိမ့်မယ်နော်ဖေးကိုယ်တိုင်တီထောင်ခဲ့တဲ့မျိုးလွယ်လွယ်နဲ့ပျက်စီးစေတော့မလားဟဟငါသားကိုဒုက္ခပေးတဲ့ကောင်တွေကိုငါလည်းပြန်ပြီးဒုက္ခပေးရမှာပေါ့ပေတိုငါခိုင်းတဲ့တိုင်းလုံးစမ်းဟုတ်ဟုတ်ကဲ့ဖေးပေတိုကမိရင်ကိုကင်ပြီးထွက်သွားတဲ့ချိန်ခန္ဓာကိုယ်တစ်ခုလုံးပုတ်ပွားနေလူကြီးဟာ ိုးတဲ့ခေါင်းမိုးပေါ်တက်ပြီးပန်းနေမျိုးစူးစူးဆိုင်ဆိုင်ကြည့်နေပါတော့တယ်။ဆရာဒီမျိုးရဲ့ဖွဲ့စည်းပုံကအတော်သေးတတ်တာပဲနော်။ဟုတ်တယ်မောင်ကောင်။ဒီမျိုးဟာဝန်တောင်းမင်းရုံးဆိုင်ခဲ့ရာမျိုးဖြစ်ခဲ့တော့စနစ်တကျစီမံခဲ့တာဖြစ်မယ်။အိုးဒါနဲ့လေဆရာလူမနေကုန်းကိုဒီမျိုးဟာလူတွေဘာကြောင့်ကြောက်လန့်ကြရလဲ။လူမနေကုန်းဟာမျိုးစတဲ့ကလေးကဖုံးစိုးတုံးတမ်းမြေအဖြစ်ရှိခဲ့တယ်လို့အင်္ဂလိပ်ကလည်းအဲ့ဒီနေရာမှာတော်လန်ရေးတပ်သားတွေတည်တံပေးခံရတယ်လို့ပြောကြတယ်။ နှစ်ပေါင်းများစွာသွေးနဲ့အပုံနဲ့နေလှိုင်ခဲ့တဲ့နေရာဆိုတော့မကောင်းစွာနာနာဘဝတွေကျင်းလည်ခဲ့တဲ့နေရာဖြစ်နေခဲ့တာပဲဒါပေမဲ့လွတ်လပ်ရေးမရခင်စကြကာလမှာပန်းနေမျိုးဝန်ထောက်တင်မောင်းဆိုတဲ့လူရောက်လာခဲ့တယ်။သူကတည့်ရဲ့ဖြဲနေရာမှာနာမည်ကြီးလူယာရုယာကန်ရဖို့အတွက်ဘာမှမစိုးလုပ်ဝင်နေလူနောက်ပြီးငါကြားတာကတော့သူကလူမနေကုန်းမှာရှိတဲ့နှစ်ချို့တစ်ပတ်ကြီးနဲ့အပေးယူလုပ်ပြီးမြို့ကိုအုပ်ချုပ်ခဲ့တယ်ဆိုပဲ။အိုးလူမနေကုန်းမှာဘိုးတဲဆိုတာသူနေခဲ့တဲ့အဆောက်အဦလား။ဟုတ်တယ်မောင်ကောင် ဒါဆိုကျွန်တော်တို့ဒီမျိုးကိုလာခဲ့ရတဲ့အကြောင်းရင်းကဘူတဲနဲ့မြန်တက်ဆိုင်နေမလားသိဟုတ်တာပေါ့ဒီဘူတဲအဟောင်းရှိနေသည်ပန်းနေမျိုးကလူတွေအေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူးအဲဒါကြောင့်အထက်ဆရာတွေကဘူတဲမှာကျန်နေတဲ့သူကိုဆုံးမဖို့ဒီကိုလွတ်လိုက်တာစကားတပြောပြောနဲ့ရှောက်လာတာလူမနေကောင်းတာတော့ရောက်လာပြီဆရာကြီးဘာရီဆက်ဖြစ်လာမလဲကြည့်ရတော့မယ်ခွန်းလာစကားကြောင့်အောင်မြတ်သာလူမနေကောင်းဘော်ကိုလှမ်းကြည့်လိုက်ပြီးကမှနှာခေါင်းရှုံလိုက်ပြီမျိုးထဲမှာအပုံးနဲ့ရနေပါလားတခုခုတော့ထိုးပြီးတင်နေတွေ့ ဟုတ်တယ်ဆရာအနံ့တော်တော်ပြင်းတာပဲအောင်မြတ်သားလည်းအချိန်ဒီကိုအကဲခတ်ပြီးရတဲ့ပဝင်းကြီးကိုကြည့်လိုက်ရာတပင်ကြီးငယ်ရဲ့အကန့်ခတ်တွေပေါ်မှာတွဲလဲခုန်နေကြတဲ့နာနာဘာဝမကောင်းဆိုးဝါးတွေကိုမြင်လိုက်ရတယ်ဒီကောင်တွေကမျိုးပြင်သုံးသံမှာနေတဲ့ကောင်တွေပဲဖားကြောင့်မျိုးတွေကိုရောက်နေပါလိမ့်ကျွန်တော်တို့ရောက်နေတာကိုသိလို့သူတို့ဘက်ကမလာနိုင်အောင်တမင်လှုပ်လိုက်တာများလားငါလည်းမင်းလိုပဲထင်တယ်အေးဒီပုံစံတိုင်းဆိုရင်မျိုးတွေရကောင်တွေကိုအရင်မောင်းထုံးမှရတော့မယ်အောင်မြတ်သားတို့လည်းလူမနေကုန်ဘက်ကိုဥတီနေတဲ့ခြေလမ်းတွေကိုနောက်ပြန်ဆုပ်လိုက်ပြီး ်မြို့ထဲကိုပြန်ဝင်လာတဲ့အချိန်အမလီကြောက်ပါပြီသေပါပြီဤသို့အတန်ကြားလာကြောင်လှည့်ကြည့်လိုက်ရာတပည့်ရောင်လိုမဲနေနေတဲ့အသားရောင်ရှိတဲ့နာနာဘဝနှစ်ကောင်ဟာပိန်ချုံးနေတဲ့ယောက်ျားတယောက်ကိုထုရိုက်နေတာမြင်လိုက်ရတယ်။ဒါမင်းနေရမဟုတ်ဘူးထွက်သွားစမ်းသွားသွားပါမယ်ဗျာထထမရိုက်ပါနဲ့တော့ပိန်ချုံးနေတဲ့လူဟာမျက်နှာငင်းနဲ့ထွက်သွားပြီးအုတ်ကုန်မေးမထိုင်ကတရှုံရုံနဲ့ငိုနေအောင်မြင်တော့မောင်ကောင်းနဲ့ခွန်လာသူ့ရှေ့မှာရက်လိုက်ပြီးမင်းကိုကြည့်ရတာဒီလောကရောက်တာမကြတဲ့ပုံပဲ ကျွန်တော်မြင်ရတာလား ကျွန်တော်မြင်ရတယ်ဗောလေဟုတ်ပါတယ်ကျုပ်တို့မြင်ရပါတယ်ဒါဆိုကျွန်တော်တခုလောက်ကူညီပါဗျာကျုပ်တို့ဘာကူညီရမလဲအုံးချန်လန်းထဲမှာကျွန်တော်ရင်ရှိပါတယ်ကြက်တော့အိမ်လို့မေးလိုက်ရင်လူတိုင်းသိပါတယ်ဗျာကျွန်တော်ရင်တော့သွားပြီးအလူလုပ်ဝေဖို့ပြောပေးပါမင်းတို့ဘယ်သူမှအလူလုပ်မပေးကြဘူးလားကျွန်တော်သေးတာတော့ဘယ်သူမှ မသိကြပါဘူးအခုတော့လူမနေကောင်းအောင်နေရောပြီးထွက်ပြေးလာရတာ မင်းကဘလို့လုပ်ပြီးတေးခဲ့တာလဲကျွန်တော်လူမဏီကောင်ကတပတ်ကြီးကတက်ခဲ့တာပါမျိုးတွေကလူတွေကိုလည်းညဘက်ရောက်ရင်အပြင်မထွက်ဘူးပြောပေးကြပါဦးဒီကောင်တွေမျိုးတွေကိုရောက်နေကြပြီချက်တော့ရဲ့အထိတ်တလန့်စကားကြောင့်မောင်ကောင်းဟာမင်းကငါတို့အိမ်ပြန်ခေါ်သွားပြီးမယ်အနောက်ကနေလိုက်ခဲ့ဟိုကျွန်တော်လိုက်လို့မရဘူးဟိုဟိုကောင်ကြီးတင်ကျွန်တော်ရိုက်လိုက်မယ်ထားလိုက်ပါမောင်ကောင်းငါတို့ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင်မောင်ကောင်းလည်းအောင်မြတ်တာစကားကြောင့်ချက်တော့ကိုဂယုနာတက်တဲ့မျက်လုံးနဲ့ကြည့်ပြီး မျိုးဘဝဘက်ကို ထွက်လာခဲ့လိုက်တယ်။ဆရာဆရာခဏနေပါအောင်ဗျ။အနောက်ကနေခေါ်ဆန်ကြားလို့ကြည့်လိုက်တော့ရေကြီးတုပ်ပြနဲ့ပြေးလာတဲ့မောင်တစ္ဆာကိုမြင်လိုက်ရတယ်။ဟုတ်မောင်တစ္ဆာပါလား။အလောတကြီးနဲ့ဘယ်သွားမလို့လဲ။ဆရာတို့လူမနေကုန်းဘက်ကိုသွားရကြလို့လိုက်လာတာ။ဒါနဲ့ဘလို့ကြောင့်မျိုးရဲကိုပြန်ရောက်နေတာလဲ။မျိုးရဲမှာထူးဆန်းတဲ့ကိစ္စတွေဖြစ်တော်မယ်။ဒါကြောင့်ချက်ချင်းပြန်ဆင်းလာတာ။ဆရာတို့ပြောတာနောက်တောင်ကြာနေပြီ။အခုမျိုးရဲမှာကဘာပြက်တယ်လို့ဖြစ်နေပြီဗျ။ဟေးချက်ချင်းဘလို့ဖြစ်ကုန်တာလဲ။ ကျွန်တော်လည်းမပြောတတ်တော့ပါဘူးဆရာရဲ့အိမ်ကတူမလေးလည်းရုတ်တရက်ကြီးတငုံငုံတီးရင်းနဲ့ဖြစ်နေလို့ဆရာတို့နောက်ကိုပြေးလိုက်လာတာอืมငါထင်တဲ့အတိုင်းဖြစ်လာပါရောလားအေးဒါနဲ့အုံးဉဏ်လန်းကဘယ်ဘက်မှာလဲအုံးဉဏ်လန်းကကျွန်တော်တို့အိမ်ရဲ့အနောက်နှစ်လမ်းကျော်မှာပဲလေဆရာဘာဖြစ်လို့လဲမောင်တိစာတကားကြောင့်အောင်မြတ်သားလည်းကြက်တော်ချောင်းကိုပြောပြလိုက်ရာကြက်တော်ပြောင်နေတာတပတ်ကျော်နေပြီသူမိဘတွေလည်းလူပြောက်တိုင်ထားကြရဲ့ဆရာသူတို့တော့စိတ်မကောင်းဖြစ်ရပြီမောင်တိစာကြီးဒါကြောင့်သူမိဘတွေကိုအချိုးချောင်းပြောပြဖို့အရှိန်အနေလမ်းပြပေးပါဦး ကျွန်တော်အရှိရနေခေါ်သွားပြီးပါမယ်ဆရာအောင်မြတ်သားတို့လည်းမောင်တစ္ဆာခေါ်ဆောင်တဲ့နောက်ကိုလိုက်လာခဲ့ရာရိုင်းနေနေတဲ့ပြင်တော်အိမ်တလုံးရှိကိုရောက်တော့သဘင်နေဖြူစားပြုတ်နေတဲ့မိမကြီးတယောက်ကအိမ်ရှိမှာစံပြနေတာမြင်လိုက်ရတယ်ဆရာအဲ့ဒါကြက်တော်မိပဲဆရာတို့သူ့သားကိစ္စပြောရင်ယုံမှာတော့မဟုတ်ဘူးနော်မယုံလဲပြောစရာရှိရတော့ပြောရမှာပဲမောင်တစ္ဆာကြီးအောင်မြတ်သားတို့လည်းကြက်တော်ရဲ့အမေကိုတားဖြစ်သူရဲ့အဖြစ်ကိုပြောပြရာအမေဦးကြီးကရုတ်တရက်ကြောင်အားဖြစ်နေပြီအနောက်မှာမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လောက်ကချုံမွေးချပြီးငိုပါလီရော မိမိုံဆိုတာကျုပ်တို့သိပါတယ်အခုချိန်ကျုပ်တို့လည်းတက်တယ်မပြနိုင်သေးတာကြောင့်အမေရဲ့စိတ်ကိုလျှော့ထားပြီပါနောက်တစ်ခါကညမောင်နာနဲ့အပြင်မထွက်ဖို့တတိထားပြီပါအောင်မြတ်သားတို့လည်းကျတော့ရဲ့မိခင်ဖြစ်သူကိုပြောသိနေတာပြောပြီးမောင်သစ္စာတို့အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်အိမ်ရောက်တော့လှေကားရင်မှာငုတ်ထုတ်တိုင်နေတဲ့ဆယ်နှစ်အရွယ်ကလေးမတစ်ယောက်ကိုမြင်လိုက်ရတယ်အောင်မြတ်သားလည်းကလေးမကိုစိုက်ကြည့်လိုက်ရဆယ်ဇက်ကန်လောင်အတွင်းမှာပဲကလေးမရဲ့မျက်နှာကဖြူဖက်ဖြူရော်ဖြစ်နေတဲ့မိမတစ်ယောက်တွင်ပြောင်းသွားတာကိုဖြတ်ကနေမြင်လိုက်ရတယ်ကလေးမရဲ့ကိုယ်တည်းတယောက်ယောက်ပူးကပ်နေပြီ။ ဒီလိုမဖြစ်ခင်ဘယ်တွေသွားခဲ့သေးလဲမနေ့ကတော့ကြောင်းသွားတယ်ဆရာနေ့တော့ရောက်တော့ကိုရီပူလာလို့အိမ်ပြန်ခေါ်လာခဲ့တာအိမ်လဲရောက်ရောငိုလိုက်ကြီးလိုက်နေဖြစ်နေတာမြင်လို့ဆရာတို့ကိုခေါ်မယ်ဆိုပြီးလိုက်လာခဲ့တာပဲကလေးမလေးကိုအိမ်မော်ခေါ်လာခဲ့မောင်သစ္စာလည်းအောင်မြတ်သားစကားကြောင့်တူမဖြစ်သူကိုအိမ်မော်တက်ဖို့ပြောရာထိုင်နေတဲ့ကလေးမလက်ကိုဖြတ်ခနဲ့ရိုက်ချပြီးတောက်တစ်ချက်ခောက်ကခြံနောက်ဘက်ကိုထွက်ပြေးသွားခဲ့တယ်ဆရာကျွန်တော်ဆွဲခေါ်လာမလားအနေပါစေခဏနေသူ့ဘာသာသူရောက်လာလိမ့်မယ်အခုတော့အိမ်မော်တက်လိုက်ကြရအောင် အောင်မြတ်သားတို့လည်းမောင်သစ္စာတို့ရဲ့ဖျားကမ်းမှာနေရာယူလိုက်ပြီးကောင်မလေးရဲ့နေနံနဲ့နာမည်ကိုမေးကချမ်းမြင့်ကိုလက်ဝါးနဲ့ခက်မြမြန်ပို့ပြီးခေါ်လိုက်ရာအိမ်နောက်ဘက်ကိုပြေးသွားခဲ့တဲ့ကောင်မလေးကတဟီးနဲ့ကိုပြီးအရှိကိုပြန်ရောက်လာခဲ့တယ်။နေမသူလဲ။မြန်မြန်ပြောစမ်း။ငါတို့အချိန်မရဘူး။အောင်မြတ်သားရဲ့စကားဆုံးမှာပဲချေးမှရှိနေတဲ့အိမ်ကနေအလန်တကြာအော်ရစ်တန်တချို့ထွက်လာခဲ့တယ်။ဟင်းသူတို့တွေရောက်နေကြပြီ။မြို့ထဲကိုရောက်နေကြပြီ။ ကလေးမအောင်မြတ်သားကိုခေါင်းကြီးဆောင်ကြည့်ပြီးအားလေးရှာလေးနဲ့ပြောလိုက်တာကြောင့်မောင်ကောင်းနဲ့ခွန်လာလွဲကိုကောက်လွယ်ကဆရာကျွန်တော်တို့တခြားရင်ကြီးလိုက်ကြည့်ပြရစေဒီလိုမှမဟုတ်ရင်သူ့ကိုကိုမကူနိုင်ကို့ကိုသူမကူနိုင်ဖြစ်ကုန်တော့မယ်လို့ပြောလိုက်တာကြောင့်အောင်မြတ်သားကခေါင်းငင်ပြပြီးအေးတခုခုထူးခြားရမြင်တော့အချိန်မဆွဲပဲအပြီးနေတော့ကြတခြားကူညီမဲ့သူတွေရှိရင်ပျောကကိုကန်အင်းတော်ရေးတန်းတန်းမှာစိမ့်ပြီးမျှပေးလိုက်ကြဟုတ်ကဲ့ဆရာကျွန်တော်တို့ဆရာပြောတဲ့အတိုင်းလုပ်လိုက်ပါမယ် မောင်ကောင်းနဲ့ခွန်လာတို့ထွက်သွားတော့အောင်မြတ်သာအင်းဆန်ရှစ်ချက်ထည့်ထားတဲ့ပယောကကိုကန်အင်းတော်ကိုရေတစ်ခွက်မှထည့်ကာကောင်မလေးရဲ့မျက်နှာကိုတောက်လိုက်တဲ့အချိန်အာမျက်နှာမီးနဲ့ပတ်နေတာပါလားပူတယ်ပူတယ်အမလေးပူလာကြည့်ရဲ့နင်တို့ကလူမနေကောင်ကဆင်းလာတဲ့နာနာဘဝလေလားငါမေးတာအမှန်တိုင်းမပြောရင်ဟောဒီမီးစက်အင်းကိုခေါင်းပေါ်တင်ပေးလိုက်မယ်နော်အောင်မြတ်သာလက်ဘဝကိုမြှောက်ပြလိုက်ရာကလေးမကြောက်ရွံ့တဲ့မျက်လုံးနဲ့မော့ကြည့်လိုက်ပြီးအမလေးမီးရုံတောက်နေတဲ့ဆက်ကြကြီးပါလားဒါကြီးကတော့ခေါင်းပေါ်မတင်ပါနဲ့အမှန်တိုင်းပြောပြပါမယ် အေးပြောစမ်းနင်တို့ဘာလို့လွတ်လိုက်တာလဲဘူဘူထဲပြမှာနေတဲ့တပတ်ကြီးကမြို့ထဲကလူတွေကိုပူကတ်ချောင်းလမ်းမို့လွတ်လိုက်တာပါ तू အခုမြို့ထဲမှာရှိနေလား तू तू ကလူမနေကုန်းဘဝကနေမြို့ထဲကိုထိုင်ပြီးကြည့်နေတာမြို့ထဲကိုတော့ဝင်မလာဘူးအခုမြို့ထဲကိုရောက်နေတာအကောင်ကြီးဘယ်လောက်ရှိလဲဒါတော့မသိပါဘူးညားတော့ညားတယ်အေးအခုချက်ချင်းကလေးမရဲ့ကိုရီးယားထွက်ပြီးလာလမ်းတိုင်းပြန်ကြထပ်ပြီးနှောက်ရှက်ရင်တော့တကိုယ်လုံးမီးဟုံးတောင်းအောင်လှုပ်ပေးမယ်ကြောက်ပါဘီနောက်မလှုပ်တော့ပါဘူးခတိပေးပါတယ် အေးခလေးမရဲ့ကိုရီးယားထွက်သွားတဲ့ချိန်မူရာမော်ရာထုံနာချင်တာမဖြစ်အောင်လုပ်သွားကြားလားဟုတ်ဟုတ်ကဲ့ပါပူကနေရဲ့မိမခေါင်းငိုက်ဆိုင်ကပြောပြီးဘိုင်းကနေပြစ်လေကထွက်သွားခဲ့တယ်ခလေးမကိုဟော်ရီရေမန်းတိုက်ပြီးကျန်တာကိုတအိမ်လုံးတောက်ထားကြတခုခုဖြစ်လာခရင်ရေမန်းအောင်ပွားပြီးညံရှိသလိုတုံးကြကျေးဇူးတင်ပါတယ်ဆရာဒါနဲ့ဆရာမျိုးရဲသွားရင်ကျွန်တော်လိုက်ပြရစီမျိုးကံပါတော့ပို့အဆင်ပြေတာပေါ့ဒီလိုဆိုမျိုးရဲမှရှိနေတဲ့မောင်ကောင်းတဲ့ခွန်လာကိုမောင်သစ္စာပဲလိုက်ကူညီပေးပါ ကျုပ်ကတော့လူမနေကုန်းဘက်ကိုတက်มาဖြစ်မယ်။ဘာကြောင့်လဲဆိုတော့ခေါင်းမကင်နိုင်သေးဘူးမြို့ကိုထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ဟုတ်ကဲ့ဆရာကျွန်တော်လည်းနိုင်တဲ့လောက်လိုက်ကူညီပေးပါမယ်။အောင်မြတ်သားလည်းမောင်သစ္စာတို့အိမ်ကနေဆင်းလာပြီးလမ်းမောင်ကိုကြည့်လိုက်ရာအိမ်တိုင်းအိမ်တိုင်းရေမှန်းမှုတွေကင်ပြီးပတ်ဖြဲနေတာမြင်ရတယ်လို့လမ်းညုံလမ်းကြမ်းမှာလည်းရေမှန်းပတ်ခံရလို့အသက်နီးလန်ကထွက်ပြေးနေကြရတဲ့နာနာဘဝတချို့ကိုမြင်လိုက်ရတယ်။ဆရာလူမနေကုန်းကဒီလမ်းကနေသွားရင်ပုံနည်းရယ်။ဟိုဒါပေမဲ့လမ်းကဂိုးလောင်တွေများတော့လူတော့ပြတ်တယ်နော်။လမ်းပြပေးလို့ကျေးဇူးပါမောင်သစ္စာကြီး။ ကဲဒါနဲ့ဒီလက်ဖွဲ့တော့ယူသွားအောင်။ဟိုဒါပါလဲဆရာ။ပြီးတော့ဘယ်လိုသုံးရတာလဲ။ဒီလက်ဖွဲ့ဟာအရှင်မဟာကတ္တဖလက်ဖွဲ့လို့ခေါ်တယ်။ညာဘက်လက်မောင်းရင်းမှာစောင်းထားရင်နာနာဘဝပယောဂါမှန်သမျှဝါရပြန်ကွာရောက်ရင်ပြေးကြတယ်။တခြားခန္ဓာကိုယ်မှာပူးကန့်နေတာမြင်ဒီဆောင်ကိုရေစိမ့်မိတိုင်းချက်ချင်းထွက်တယ်။ကျေးဇူးပါဆရာကြီး။ကျွန်တော်မျိုးရဲသွားပြီးအချင်းတွေကိုကြည့်လိုက်ပါအောင်မယ်။မောင်းသစ္စာထွက်သွားတော့ဂိုးရောင်နေရှိရလန်အတိုင်းတယောက်တည်းထွက်လာခဲ့လိုက်တယ်။ ရခင်ကကုံသွဲလေယာပိုင်ဂိုဒေါင်ဟောင်းနေရှိတဲ့နေရာမျိုးလူနေတိုင်းမှုသိမ့်မရှိပဲလမ်းတစ်လျှောက်က၆ကတိတ်ဆိတ်နေခဲ့တယ်။အောင်မြတ်သာခြေလန်းကျဲကျဲကြီးတွေနဲ့ခတ်တုတ်တုတ်လျှောက်လာတဲ့ချိန်တမိုးတုတ်ကထားတဲ့ဂိုဒေါင်တစ်လုံးရှိမှာဗီဒီယိုတစ်လုံးကိုမနိုင်မနေနဲ့တင်နေတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်။လူမရှိတဲ့နေရာမှာခိုးချောင်ကိုယ်ဝဲလုံနေတဲ့ပုံစံကြောင့်အနာမရှိနေတဲ့ဂိုဒေါင်ပြက်ဘေးကိုကြည့်လိုက်ရာဥပပပြူအိမ်မှာမထားရဲလို့ဂိုဒေါင်ထဲကိုလာထည့်ထားတဲ့ကျုံးဘီတို့ဖြစ်နေတာကိုတွေးလိုက်ရတယ်။ဒါကြောင့်ပုံနေရာကနေရှေ့ကိုထွက်လာပြီ။ဟေးမင်းတို့ဘာလုပ်နေရလဲ။ဗီဒီယိုတင်ထားသူတွေကမျက်လုံးပင်ကကြည့်လိုက်ပြီ။ ဘသူများလဲလို့ပြောကဆရာကြီးပါလားမင်းကပရိဘောကဆိုင်မှာအလုပ်လုပ်တဲ့ကောင်လေးမဟုတ်လားခမရအမှတ်မိတာပဲအဖေဒီလူကိုကျွန်တော်တောင်းထားလိုက်မောင်ကြီးကဂိုရောင်ရှင်းမှာကြာနေတဲ့ပုံလုံးတစ်ချောင်းကိုကောက်ယူလိုက်ပြီးအောင်မြတ်သာရှိရဘက်ကိုထွက်လာခဲ့လိုက်တယ်ခမရအကြောင်းကြုတ်အဖေရတဲ့ရတိုင်းတာမရခဲ့တာဘူးခမရပြန်ပေးဆက်ရမယ်မောင်ကြီးကအောင်မြတ်သာကိုလက်ထဲမှာကင်ထားတဲ့ပုံလုံးနဲ့လွှဲရိုက်လိုက်ရာဝီးကင်းတဲ့အတန်နဲ့အတူပုံလုံးကအောင်မြတ်သာကိုမတီးပဲညနာရှိရနေဖြတ်သွားခဲ့တယ်မောင်ကင်းလည်းခန္ဓာကိုယ်ကိုပြန်ထိန်လိုက်ပြီးစင်းကစင်းကရိုက်ချလိုက်ပေမဲ့ အောင်မြတ်သာခန္ဓာကိုယ်ရိမ့်ထုတ်လှုပ်ရှားကရှောင်တိန်နေခဲ့တယ်။နောက်ဆုံးတစ်ချက်မှာတော့မောင်ကင်းရဲ့ရိုက်ချက်ကငယ်လေးတဲ့တဲ့ကိုကြားလာတဲ့အချိန်မင်းလက်တွေလှုပ်လို့မရတော့ပါလားဆိုတဲ့အတန်ကဟိန်ငနေထွက်လာခဲ့တယ်။မောင်ကင်းပုလုံးကငယ်လေးဘော်ကိုရောက်ဖို့လက်နှလုံးလောက်လိုတဲ့အချိန်လက်ကလှုပ်မရဖြစ်သွားတာကြောင့်အံ့ဩသွားပြီးလက်ကိုလှုပ်ရမ်းကြည့်ရလုံးဝလှုပ်မရဖြစ်နေတာကိုတတိထားမိခဲ့တယ်။မင်းလက်ထဲမှာကင်ထားတဲ့အရာတဖြည်းဖြည်းလေးလံလာပြီးမင်းရဲ့ခြေထောက်တွေကလည်းပြော့ခွေကျလာပြီ။အောင်မြတ်သာမောင်ကင်းရဲ့မျက်လုံးကိုစိစိကြီးကပြောလိုက်တဲ့အချိန် ရန်နေတဲ့ခြေထောက်နှစ်ပတ်ကဂျုံချောင်းလိုပြော့ခွေကလဲကျသွားခဲ့တယ်။ဒီအဖြစ်ကိုမြင်တဲ့လူနှစ်ယောက်ကဗီဒီယိုပစ်ချပြီးအောင်မျက်တာကိုရန်ပြူဖို့အနားကိုကတ်လာခဲ့ကြတယ်။သို့ပေမဲ့အနားကိုမရောက်ခင်လက်ထဲမှာကင်နာရဲ့ဒုတိယဗပင်းတကားကနဲ့မွေးရဖြစ်ပြောင်းလဲသွားပြီးလဲပင်းကိုရစ်ပတ်ထားလိုက်ကြတယ်။တကယ်တော့ဒုကမွေးရဖြစ်ပြောင်းလဲသွားခြင်းမဟုတ်ပဲစိမ့်ညို့ခြင်းအတက်နဲ့၎င်းတို့ရဲ့အမြင်ကိုပြောင်းလဲလိုက်ခြင်းပဲ။မွေးဟုတ်တဲ့ရစ်ပတ်တာခံထားရတဲ့လူနှစ်ယောက်ကရုတ်တရက်မလို့ရဲပဲချွေးသီးချွေးပေါက်တွေတတိတိကျကကြောက်လန့်နေတဲ့ချိန် အောင်မြတ်သာအနားမှာရက်လိုက်ပြီးမျက်လုံးတွေကိုစိုက်ကြည့်ကာမင်းတို့နဲ့လူမနေကောင်းတဲ့ဘက်ကြီးဘယ်လိုပတ်သက်ကြလဲ။နောက်ပြီးဥပပြူအိမ်ကိုပို့လိုက်တဲ့ကျုံးပြီတို့ကလည်းမင်းတို့လက်ချက်ပဲမဟုတ်လားလို့ပြောလိုက်ရာလဲကြနေတဲ့သူကမျက်နှာတွေနဲ့ပြန်ကြည့်ပြီးငါတို့ကသူ့ရဲ့အခိုင်းစီတွေမှုစေခိုင်းတာကိုမလွန်ဆန်ရဘူး။ဒါတွေအလုံးကဝန်ထောင်မင်းရဲ့သဘောအရလုပ်ရတာပါ။ဝန်ထောင်မင်းဆိုတာလူမနေကောင်းတဲ့ဘက်ကြီးကိုပြောတာလား။ဟုတ်တယ်။ तू ကဝန်ထောင်ဘွားနဲ့တေးသွားပြီမယ်။ตาပြည့်သူနဲ့သူ့ရဲ့အိမ်ကိုဆွဲလန်းတာကြောင့်ဒီဘွားကိုရောက်နေတာပါ။ ဒါဆိုတင်းတို့ကဘာကြောင့်သူခိုင်းတာကိုလုံနေရတာလဲတင်းတို့နဲ့သူကဘဝချနေပြီမဟုတ်လားငါတို့ရဲ့မိဘအစဉ်ဆက်ထဲကသူခိုင်းတာကိုလုံကြရတယ်သူခိုင်းတာလုံရင်ဘိုးတဲအောင်မှရှိတဲ့ပစ္စည်းတွေကိုပေးတယ်လေအဲ့ဒါနဲ့ငါတို့ရက်တီလာတာမျိုး30ရှိနေပြီလက်ဆက်တတ်တော့တင်းတို့ကိုငွေနဲ့ချုပ်ကင်ထားတာကိုအခုတင်းတို့တင်နေတဲ့ဗီဒီယိုဘာကြောင့်ပြောင်းရနေရလဲဗီဒီယိုထဲမှာဝန်ထောင်မြင့်ရဲ့တားဖြစ်သူအယိုးပြောက်ထည့်ပြီးအသက်သွင်းထားတာဒေါင်နေကဖျက်ဆီးလိုက်တာမဟုတ်လား ဒါကြောင့် तू ကနင်တို့ဒုက္ခပေးဖို့အခုလိုတွေလုပ်နေတာလက်ဆက်တတ်တော့ဒါကြောင့်ဟိုကဲကဲတင်းတို့လည်းအနားယူလိုက်ကြပါအောင်အောင်မြတ်သားလက်ဖြောက်တစ်ချက်တီးလိုက်ရာသုံးယောက်လုံးမြေကြီးပေါ်လဲကြကအိပ်ပျော်သွားပါတော့တယ်အကြောင်းဆုံးတီးလိုက်ရတဲ့အောင်မြတ်သားကိုရောင်တွေရှိရလမ်းကနေအပေါ်တက်လာခဲ့ရာမြေပုံတွေကျိုးတို့ကျဲတဲ့ရှိနေတဲ့တင်းချိုင်းမြေအဆက်ကိုရောက်လာခဲ့တယ်တင်းချိုင်းမြေရဲ့အလယ်မှာပေါက်နေတဲ့နရဲပင်ရဲ့အပေါ်မှာတော့အနောက်တိုင်းဝိဇုံကိုဝှက်ထားတဲ့လူတယောက်ကမတ်တရက်ပြီးပန်းနေမျိုးဘက်ကိုလှမ်းကြည့်နေတာမြင်လိုက်ရတယ်ဟေးဝန်တော်ကြီး တင်ကဒါကိုလိုချင်နေတာလားအောင်မြတ်သာလှမ်းခေါ်ပြီးလွယ်အိတ်ထဲထားတဲ့ခြူလုံးလေးကိုထုတ်ပြရာနယ်ရဲပင်ပေါ်ယက်နေတဲ့လူကအောက်ကိုဘုတ်ကနေဆင်းလာကနေကငါသားရဲ့ဝိညာဉ်ကိုဖျက်ဆီးလိုက်တဲ့လူလားဝိညာဉ်ကိုဖျက်ဆီးရတော့တဲ့အထိကြုံမစွမ်းပါဘူးခမရသာဟောရီထဲမှာရှိပါတယ်အောင်မြတ်သာခြူလုံးမှာကတ်ထားတဲ့အင်းချက်ကိုဟားလိုက်ရာအထဲကနေမိကုန်းဝိတရံမျက်နှာတခုထွက်လာပြီးအော်ဟစ်နေတာမြင်လိုက်ရတယ်ငါသားကိုချက်ချင်းလုပေးစမ်းလူအသွင်ပြောင်းထားတဲ့တပတ်ကြီးကခန္ဓာကိုယ်အဆမတန်ကြီးမားအောင်ဖန်ဆင်းလိုက်ပြီး သူ့ရဲ့ကြီးမားတဲ့ပါဇက်တွေကိုဖျက်ကစတင်၆လမ်းပါလေရောဒါမှမဟုတ်အောင်မြတ်သားလုံးဝကြောက်လန့်နေဟန်မပြတော့ခြေထောက်နှစ်ဖက်ကိုဆွဲယူပြီးနေရဲပင်နဲ့ရိုက်တတ်ဖို့လက်ကိုရွယ်လိုက်တဲ့ချိန်ညီကြီးကနေခြုံထက်တဲ့တန်ချောင်းတွေထွက်လာခဲ့တယ်ဝန်တော်တပတ်ကြီးတင်းအနေနဲ့ကျုပ်ကိုထိခိုက်အောင်လုပ်လို့မရတာမြင်မိမလားအခုကျုပ်လာခဲ့တာကလည်းတင်းကိုအမြင်မှန်ရအောင်ဆုံးမပေးဖို့လာခဲ့တာပဲတင်းကိုရံပြို့လာခဲ့တာမဟုတ်ဘူးနေစကားကငါမယုံဟိတ်လေဖို့စာပြင်ထားပြီတော့တပတ်ကြီးကအတန်နဲ့နဲ့ကျုံသွားပြီးအောင်မြတ်သားရဲ့ခေါင်းကိုလက်ဝါးနဲ့ရိုက်ချလိုက်ရာ လကဥကောင်းနဲ့ထိဖို့တထောင်กว่าလောက်မှာရှေ့ဆက်မရပဲရက်တန့်သွားခဲ့တယ်။တင်ရိုက်လို့ရလား။ရရင်ထပ်ရိုက်ပါ။ကျုပ်ဒီတိုင်းပဲရက်နေပါမယ်။အောင်မြတ်သားလက်နှစ်ဖက်ကိုပြစ်ပြီးလေးတန်းအေးအေးနဲ့ပြောလိုက်တာကြောင့်တပတ်ကြီးအနှဲငယ်ထိတ်လန့်သွားကလက်ကိုပြန်ယုတ်လိုက်တယ်။နင်ကဘာသူလဲ။ဒီနေရာမှာငါသက်ခဲ့တဲ့လူတွေအများကြီးရှိပေမဲ့နင်ရောအသားတော်ထိလို့မရပါလား။ကျုပ်ကတင်မြင်မှုတဲ့လူတွေနဲ့မတူလို့နေမှာပေါ့။ဝန်ထောက်ကြီးတင်းရဲ့မိုင်းမဲမှုတွေကိုဒီမှာနဲ့အဆုံးသတ်ပေးပါ။မဟုတ်ရင်ကျုပ်တင်းကိုနာကျင်အောင်လုပ်ရလိမ့်မယ်။ အောင်မြတ်သာစကားကိုခက်ပြက်ပြက်ပြောပြီးမော့ကြည့်လိုက်ရာမျက်လုံးကနေစူးရှတဲ့အလေးနဲ့နေထွက်ပေါ်လာခဲ့တယ်လို့ခန္ဓာကိုယ်ကလည်းကိုယောင်ကိုယ်ဝါးတလက်လက်ထွက်ပေါ်လာခဲ့တယ်ဒီတော့မှတပတ်ကြီးရဲ့အမူအရာတွေကချက်ချင်းပြောင်းလဲသွားပြီးကျန်းတဲ့နဲ့ရုပ်တွင်ကနေတာမန်လူတယောက်ဖြစ်ပြောင်းလဲသွားကအရှိကိုဒူးထောက်ကြလာခဲ့တယ်အောင်မြတ်သာလည်းမန်ဆွဲကျိုးသွားတဲ့တပတ်ကြီးကိုကြည့်ပြီးတင်းကလူဘွားတော်ဟာဒီမျိုးစီကားတိုးတက်အောင်ပြုလုပ်ပေးခဲ့တယ်သူမဟုတ်လားအเจ้าကံမလားလို့ဒီဘွားရောက်တော့လေဘာဖြစ်လဲတင်းမှာမျိုးကိုအန်ရကင်းအောင်စောက်ရှောက်ပေးနိုင်တဲ့အရေးချင်းတွေရှိတယ်လေ ဒါဟုတ်တင်းအသုံးမချပဲလူတွေကိုတက်ပြက်ချောက်လန့်နေခဲ့တယ်။တင်းလောက်ရက်ကမှန်လားမလားဆိုတာပြန်စင်းစားပါ။တင်းသာဒီမျိုးပေါ်တန်ရောစင်ရှိရင်ဒီမျိုးကျိုးကူညီပေးခြင်းနဲ့ဆိုရင်ဟောဒီချူလုံးလေးကိုလှုပ်ခတ်လိုက်ပါလို့ပြောကာအင်းစာရွက်လေးကတ်ထားတာကိုဖြုတ်ချပြီးချူလုံးလေးကိုနေရဲပင်ပေါ်မှာချီကာကိုမောင်အနေပြန်စင်းလာခဲ့လိုက်တယ်။အောင်မြတ်သားရဲ့စိတ်ထဲမှာတော့ခြေလန်းစင်လန်းပြည့်လို့ချူတယ်မကြောက်ဆိုရင်ဝန်တော်တပတ်ကြီးကိုအပြီးတိုင်းဆုံးမဖို့တွေးထားသလိုလက်ထဲမှာလည်းစက်ကြပြန်အင်းတစ်ချက်ကိုအသင့်စုပ်ကင်ထားခဲ့တယ်။ခြေလန်းငါးလန်းလောက်ရောက်တဲ့အထိချူတယ်မကြားရသေးတာကြောင့် အင်းမြောင်ကိုခတ်တင်နေစောက်ကင်ပြီးအင်းတို့ကာတာကိုရွတ်ဖို့အလုံးနောက်ကျောကနေခြူတန်းအဆက်မပြတ်ထွက်ပေါ်လာပါတော့တယ်တချွင်ချွင်မြည်တန်နဲ့အတူတဟင်းဟင်ရှိုင်းကုန်နေတဲ့အတန်းကြောင့်လှည့်ကြည့်လိုက်ရာနေရဲပင်အောင်မှာတော့အော်ဟင်းငိုယူနေတဲ့ဝန်ထောက်တစ်ပတ်ကြီးအပြင်ဘေးနားမှာရက်နေတဲ့အသက်20အရွယ်လူငယ်တယောက်ကိုပါမြင်လိုက်ရတယ်အဲဒီတော့မှအောင်မြတ်သားလည်းလက်ထက်ရဆက်ကြပြန်အင်းကိုလွယ်အိတ်ထဲကိုပြန်ထည့်လိုက်ပြီးပန်းနေမျိုးတွေကိုပြန်ဝင်လာခဲ့ပါတော့တယ်မျိုးတွေကိုပြန်ရောက်တဲ့အချိန်မှာတော့မောင်ကောင်ခွန်းလာနဲ့မောင်သစ္စာတို့အသင်းဆောင်နေတာကိုမြင်လိုက်ရပြီး သူတို့ရဲ့မလန်မကန်းမှာတော့ပြုံးရွှေနဲ့မျက်နှာနဲ့ရက်နေတဲ့ကြက်တော်ဘာမြင်လိုက်ရတယ်။နောက်တရမိုးလင်းတဲ့အချိန်မှာတော့လူမနေကုန်းမှာရှိတဲ့ဘိုးတဲပြက်ကိုသွားကြည့်ဟာပုပ်ပွားစာပြုတ်နေတဲ့ကြက်တော်ရဲ့အလောင်းကိုပြန်တွေ့ခဲ့ကြတယ်။အောင်မြတ်သားတို့လည်းပန်းနေမျိုးမှာတပတ်ခန့်နေထိုင်ပြီးမျိုးရင်းမျိုးပြင်အန်ဒီရဲ့ကင်းစီဖို့အတွက်လိုအပ်တဲ့အစီအရင်တွေကိုပြုတ်လုပေးခဲ့တယ်လို့လူမနေကုန်းမှာလည်းဝန်တော်တပတ်ကြီးနဲ့သူသားဖြစ်သူနေထိုင်ရန်နေရာတစ်ခုကိုပြုတ်လုပေးခဲ့တယ်။ပန်းနေမျိုးကန်နေနေနဲ့အောင်မြတ်သားတို့ကိုနောက်ထပ်ရက်နှဲငယ်ထက်နေဖို့ပြောပေမယ့်နေရာတစ်ခုမှာအကြာကြီးမနေတတ်တဲ့ဆရာတစ်ဘက်တွေဖို့ လူတွေအိမ်မောကြနေတဲ့အချိန်မှာပင်ပန်းတွေမျိုးကနေထွက်ခွာလာပါတော့တယ်။ပန်းတွေမျိုးကနေထွက်ခွာလာပြီးတဲ့နောက်မှာတော့တစ်ပင်တစ်တော်အုတ်ဆိုင်မှိုင်းညုံနေတဲ့ဒေသတစ်ခုဖြစ်တဲ့ဒေါနာတောင်တန်းဘက်ကိုခြေဆန်းခဲ့ကြတယ်။ဖန်အန်အိန်နူကော့ဂရိတ်ကနေ၃ညအိတ်၄ရက်ခီထွက်ခွာလာပြီးရေးမှာတော့မြန်မာနိုင်ငံနဲ့ထိုင်းနယ်စပ်နေရာတစ်ခုဖြစ်တဲ့ဆူကလီရွာဘက်ကိုရောက်လာခဲ့ကြတယ်။ဆူကလီရွာမှာတော့စောသားလေးဆိုတဲ့ကရင်အဖိုးကြီးတယောက်ရှိပြီးအောင်မြတ်သားရဲ့တပည့်အရင်ဖြစ်တဲ့တက်ခိုင်နဲ့တောက်ရုံနဲ့လည်းရင်းနှီးသူဖြစ်ပါတယ်။ အောင်မြတ်သားဟာမဟာမြိုင်တော်ထဲမှာတရားကြီးကျင်စဉ်ကာလမှာတက်ခိုင်နဲ့တောက်ရို့ကိုစုကလိရွာဘက်ကိုရောက်လာခဲ့ပုံစောသားလေးနဲ့စုံတွေးကြပုံသုံးယောက်သားထိုင်းမိညာတွေနဲ့ရှင်ပြိုင်ကြပုံတွေကိုလာမဲဝိထုမှာအလင်းတင်တယ်လို့တင်ဆက်ပေးသွားပါမယ်တက်ခိုင်နဲ့တောက်ရို့ကိုလွမ်းနေတဲ့ပြိသက်တွေအတွက်အဲ့ဒီဝိထုလေးမှာအလွမ်းပြေနားဆင်နိုင်ပါတယ်ဒီအကြောင်းအရာကိုတော့အောင်မြတ်သားနဲ့နေသားပညာတွေဆိုတဲ့ဝိထုမှာဆက်လက်ခန်းစားနားဆင်ပေးပါစေနာရမညာရေးသားထားတဲ့အောင်မြတ်သားနဲ့လူမဏီကုန်းဆိုတဲ့ဇာတ်လမ်းလေးကတော့အရင်ပြီးဆုံးပါပြီ။အဆုံးထိလိုက်ပါနားဆင်ပေးကြရတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါရစေ။ ကျွန်တော်ကတော့တင်ဆက်သူဂျင်းပဲဖြစ်ပါတယ်ဗျ။